ဇလက်အစမှာတော့ဝလင်းတယောက်နှစ်ဆိုးသလင်းကြောက်တထောင်ကျော်လောက်ကိုပေါင်းဆက်ဖို့စူးစမ်းနေလျက်ရှိပြီးဒီအရင်မြစ်တွေအကုန်လုံးကသူ့ရဲ့ဆွမ်းအားကိုအစများစွာမြင့်တင်ပေးနိုင်မယ့်အရာတွေဖြစ်ပါတယ်ဒီလိုမျိုးဆွမ်းအင်ရင်းမြစ်တွေအသုံးပြုပြီးလက်ရှိရောက်ရှိနေတဲ့အဆင့်ကနေနောက်တစ်ဆင့်ဖြစ်တဲ့တည်ဒေသပြောင်းလဲခြင်းအဆင့်နှောင်းပိုင်းအဆင့်ကိုအမြန်ဆုံးရောက်ရှိဖို့ပဲဖြစ်ပါတယ်။ဒီအဆင့်ဟာဝိညာဉ်ဆွမ်းအားကိုပိုမိုခိုင်မာစေပြီးအနာဂတ်ရန်သူတွေကိုရင်ဆိုင်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့ဆွမ်းအားလဲဖြစ်နေပြန်တာကြောင့်ဝက်လင်းလဲမျက်လုံးတွေမိတ်ပြီးနည်းနည်းတဲ့တွေးတောမှုထဲမှာနင်းမြုပ်နေခဲ့ပါတယ်။ ဒီလိုမျိုးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာပဲဝက်လင်းကပဝင်းကျင်ကနေဝိညာဉ်ဆွမ်းအားရွေးလျားမှုကိုအာယုံခံမိလိုက်ပြီးသူ့ရဲ့တက်စခန်းစီကိုတစုံတယောက်လှုပ်ဝက်စွာနဲ့ယုတ်ချီးချင်းကပ်လာနေတာကိုစိတ်အာယုံနဲ့ခံစားမိလိုက်ပါတော့တယ်။ချင်းကပ်လာတဲ့ပုံစံဟာတိမ်မွေးသွက်လက်ပေမဲ့တခြားလူပိုင်နဲ့ထဲကိုလေးစားမှုမရှိဘဲရောက်လာတဲ့ပုံစံမျိုးဖြစ်နေပြီးခဏအကြာမှရောက်လာတဲ့သူကတော့အခြားသူမဟုတ်ဘဲရောင်ရှင်းရှယ်ဖြစ်နေခဲ့ပါတယ်။ ဝက်လင်းရဲ့အပြင်ဘက်မှာအဆောင်နေရာယူထားတဲ့တပည့်တွေဖြစ်ကြတဲ့ဟူဖောင်တဲ့ရှီဆန်းတို့ကရောင်ရှင်းရှယ်ကိုချက်ချင်းပိတ်ပင်ထားခဲ့ကြပြီးဘိုးဘေးရဲ့အဆင့်တက်လေးကျင့်နေချိန်ကိုအနောက်အရှက်မပေးဖို့အလေးနဲ့ပြောဆိုတာမြင်ခဲ့ကြပါတယ်။ဒါပေမဲ့ရောင်ရှင်းရှယ်ကလုံးဝနားထောင်ခြင်းမရှိဘဲတုံ့ပြန်မှုမျက်စံနဲ့လက်တချက်နဲ့သူတို့ကိုအလေးအမြန်ချုံနှောင်ထားလိုက်ပြီးအင်မတန်အရေးကြီးနေတဲ့ကိစ္စတစ်ခုရှိကြောင်းပြောရင်းဝက်လင်းရဲ့တဲစခန်းအတွင်းဘက်ကိုတန်တန်မတ်မတ်ဝင်ရောက်လာခဲ့ပါတယ်။သူမရဲ့ပုံစံကအနေငယ်စိုးရိမ်ပူပန်မှုရှိနေပေမဲ့အဓိကအားဖြင့်ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုပြသနေလျက်ရှိပါတယ် ဝင်းလင်းကသူ့ရဲ့ကိုပိုင်နေမိတဲ့ကိုခွင့်ပြုချက်မရပဲအတင်းကျပ်ဝင်ရောက်လာတဲ့ရောင်ရှင်းရွှေကိုအရှိန်အဝါထုတ်ပြရင်ဒေါသထွက်စွာဟန်တာပြစ်လိုက်တာကြောင့်ရောင်ရှင်းရွှေကလည်းချက်ချင်းမာတာကိုဝန်ခံခဲ့ပြီးဒီလိုရိုင်းဆိုင်တဲ့နီလန်းကိုအသုံးပြုရခြင်းကအလွန်ရေးကြီးတဲ့ကိစ္စတစ်ခုအတွက်လာခဲ့တာပါလို့ရှင်းပြခဲ့ပါတယ်။ဝင်းလင်းကအကယ်၍သူမရဲ့အကြောင်းပြချက်ဟာတကယ်တမ်းအရေးမကြီးခဲ့ဘူးဆိုရင်ကြမ်းတမ်းစွာအပြစ်ပေးမယ်လို့ပါချိန်ချောက်ခဲ့ပါသေးတယ်။ ဒီချင်းချောက်မှုကရောင်ရှင်းရွှေကိုချက်ချင်းတုတ်ပြန်စေခဲ့ပြီးသူမရဲ့ရည်ရွယ်ချက်ကိုလုံခြုံစွာထုတ်ဖော်နိုင်ဖို့အတွက် သူတို့ပြောနေတဲ့စကားတွေကိုအပြင်းလူတွေမကြားနိုင်အောင်အတားဆီးတစ်ခုကိုချက်ချင်းခင်းကျင်းထားလိုက်ပါတယ်။တဲစကန်တွင်းမှာအကာရန်ခင်းကျင်းမိတာနဲ့ရောင်ရှင်းရွှေကလေတန်ရှော့ချပစ်လိုက်ပြီးအေးပါတဲ့အချက်လက်တွေကိုစတင်ပြောပြခဲ့ပါတယ်။ ဒီနေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းကစွန့်ပစ်ထားကြတဲ့ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ကူအိန်တော်တစ်ခုဖြစ်ကြောင်းကောင်းကင်ဘုံနယ်မြေပြိုကျပျက်စီးသွားတဲ့နောက်မှာအဲဒီလိုဝက်နေရာကိုသူတရင်ရရှိထားကြောင်းရှင်းပြလာခဲ့တဲ့အပြင်ရရှိလာမဲ့အကျိုးမြတ်ကကြင်ကြံသူတွေအတွက်ဘယ်တော့မှမခံမှန်းထားနိုင်လောက်မဲ့ကြီးမားတဲ့အကျိုးကျေးဇူးတွေပေးနိုင်ပါတယ်လို့လည်းသူမကအခိုင်အမာပြောကြားခဲ့ပါသေးတယ် ဒါပေမဲ့ဒီနေရာကိုသွားနိုင်ဖို့အတွက်အစင်းမြင့်အစီရင်ကာကွယ်တွေအများကြီးဖြတ်ကျော်ရမှာဖြစ်ပြီးသူမတယောက်တည်းကျော်ဖြတ်နိုင်ခြင်းမရှိတာကြောင့်ဝက်လင်းရဲ့အစီရင်ပညာကျွမ်းကျင်မှုကိုလိုအပ်တဲ့အကြောင်းပြောပြီးအတူတကောပူးပေါင်းဖို့ကံလန့်ခဲ့ပါတယ်။ဒီတာဝန်အောင်မြင်ခဲ့မယ်ဆိုရင်ရရှိလာမယ့်ဆုလက်တွေကိုလည်းတယောက်တဝက်စီအညီမျှခွဲယူကြမယ်လို့တရားမျှတာတဲ့ကတိစကားကိုလည်းသူမပေးခဲ့ပါသေးတယ်။ဝက်လင်းကဒီကံလန့်ချက်အပေါ်စိတ်ဝင်စားမှုရှိကြောင်းပြသခဲ့ပေမဲ့လက်ရှိအချိန်မှာလေ့ကျင့်နေဆဲဖြစ်လို့အနောက်အရှက်မခံနိုင်ဘူးလို့ပြောပြီးငင်းဆန်ဖို့စ조사ခဲ့ပါတယ်။ ရောင်ရှင်းရှယ်ကလည်းဝလင်းဘာကြောင့်တွန်းဆုတ်နေရတယ်လဲဆိုတာကိုချက်ချင်းသဘောပေါက်ခဲ့တာကြောင့်သူမဘက်ကနေဝလင်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အတွက်သူ့ရဲ့အစင်တက်မှုကိုအရှိန်မြင့်ပေးနိုင်မဲ့ကောင်းကင်ဘုံကြောက်စိမ့်ပါဝင်တဲ့ဒေါ်လောင်အိတ်တလုံးကိုဆယ်ရံငွေဖြင့်ကျိုးထုတ်ပေးလိုက်ပါတယ် ဒီပမာဏဟာဝလင်းကိုတရီသားပြောင်းလဲခြင်းအဆင့်နှောင်းပိုင်းအဆင့်ထိရောက်ရှိစေနိုင်လောက်အောင်လုံလောက်မယ်လို့သူမယုံကြည်ကြောင်းပြောလာတဲ့အပြင်ပူပေါင်းမှုပြီးဆုံးသွားတဲ့အခါမှာလည်းအာနာတက်ခြင်းအဆင့်ကိုတောင်ရောက်ရှိစေနိုင်မယ်ပုံမများပြားတဲ့ကောင်းကင်ဘုံကြောက်စိမ့်တွေကိုအပြည့်အဝထပ်မံပေးချင်မယ်လို့လည်းဂရိထက်ပေးလိုက်ပါတယ်။ဒါပေမဲ့ဝလင်းရဲ့စိတ်ကိုအဆုံးဖြတ်ပေးလိုက်တဲ့အရာကတော့နောက်ဆုံးကန့်လန့်ချက်ပါ။ရောင်ရှင်းရွှေဟာဒနာရီလာဆေးလုံးဖြစ်တဲ့သွေးဝိညာဉ်ဆေးလုံးနှလုံးကိုပါထုတ်ကန့်လန့်ခဲ့ပါတယ်။ ဒီစေးလုံးဟာတာမန်တရာတွေလောက်ကိုကုသပေးနိုင်ုံတင်မကပဲမူလဝိညာဉ်ကျန်ရှိမဲ့ဆိုရင်ပျက်စီးသွားတဲ့ခန္ဓာကိုယ်ကိုယ်တောင်ပြန်လဲဖန်တီးနိုင်စွမ်းရှိတဲ့အသက်စေးလုံးဖြစ်နေတာမို့ဝလင်းချက်ချင်းအံ့အားတင့်သွားခဲ့ရပြီးဒီစေးလုံးရဲ့တန်ဖိုးဟာအခြားပစ္စည်းတွေထက်ပိုမိုမြင့်မားလောက်တယ်လို့သူတွက်ဆမိလိုက်ပါတယ်။ဒီအချက်ကြောင့်ဝလင်းပိုစိတ်ဝင်စားသွားခဲ့ပြီးနောက်ဆုံးမှာတော့ရောင်ရှင်းရှယ်နဲ့ပူပေါင်းဆောင်ရွက်ဖို့လက်ခံလိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ရောင်ရှင်းရွှေဟာသူမရဲ့ဂရိစကားတိုင်းဆေးလုံးတစ်လုံးနဲ့သွေးမျိုးနွယ်စုရဲ့တရင်အချက်လက်ပါဝင်တဲ့ကြောက်စိမ့်ပြတစ်ခုပေးပြီးခရမ်းရောင်လာမြင့်တက်လာတဲ့အခါကျရင်ရှေးဟောင်းတောင်မှာသူ့ကိုလာတွေးလို့ပြောပြီးထွက်ခွာသွားခဲ့ပါတယ်။ဝလင်းလဲလက်ထဲမှာရှိနေတဲ့သွေးဝိညာဉ်ဆေးလုံးကြည့်ပြီးဆွဲဆောင်မှုကိုခံစားနေခဲ့ရသလိုဒီဆေးလုံးဟာရောင်ရှင်းရွှေရဲ့သွေးမျိုးနွယ်စုနဲ့တနည်းမဟုတ်တနည်းဆက်သွယ်မှုရှိနေတာကိုလည်းသတိပြုမိလိုက်ပါသေးတယ်။ ဒီစေးလုံးကိုသွေးပိုးပေးကိုတိုင်ဖော်ဆက်ထားတာဖြစ်ပြီးအပြင်ဘက်ကျင်နေမိထဲမှာလည်းအသက်ငယ်တင်ပေးနိုင်တဲ့အဖိုးတန်ရတနာတစ်ခုဖြစ်လူတိုင်းသတ်မှတ်ထားကြပြီးစေးလုံးတောက်ပြီးတဲ့အခါသွေးမျိုးနွယ်စုရဲ့နီးစနစ်ကိုအသုံးပြုပြီးပြန်လည်ကူးတရတာဖြစ်ပါတယ်။ဝက်လင်းကတောက်ဖို့စဉ်းစားလိုက်ပေမဲ့ဒီလောက်အဖိုးတန်စေးလုံးကိုသူစိတ်ပြောင်းလာအောင်ဆယ်ရန်ကြိုပေးသွားတာမျိုးဖြစ်ပေမဲ့သွေးမျိုးနွယ်စုနီးလန်းကလိုဝက်ချက်တစ်ခုဖြစ်တာကြောင့်ဒီကိစ္စမှာအကျဉ်းစီတစ်ခုခုရှိနေနိုင်တယ်ဆိုပြီးမတောက်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ ဒီလိုတွေးရခြင်းကဒဲစကန်တွင်းမှာရောင်ရှင်းရွှေရဲ့နတ်ဖျားအာယုံခြံထားခဲ့လို့ဖြစ်ပြီးဒါကိုတည်တဲ့ဝက်လင်းကဆေးလုံးတောက်လိုက်တယ်လို့ဟန်ဆောင်ပြလိုက်ပါတယ်။ဒါကိုမြင်တော့တိတ်တဆိတ်စစ်ဆေးနေတဲ့ရောင်ရှင်းရွှေကလည်းအောင်းနိုင်သူလို့ပြောလိုက်ရင်တတိယမြောက်စစ်စခန်းကိုပြန်သွားလိုက်ပါတော့တယ်။၃ရက်ကြာပြီးနောက်ဝက်လင်းကအပြင်ခဏထွက်မှဖြစ်လို့သူပြန်မရောက်ခင်ထိဒီနေရာမှာစောင့်ကြက်ရင်ကြင်ကြက်နေထိုင်ပါဆိုပြီးရှီဆန်းတို့ကိုတတိပေးလိုက်ပြီးတာနဲ့ရှေးဟောင်းတောင်စီသွားကရောင်ရှင်းရွှေနဲ့ပြန်လဲတွေ့ဆုံခဲ့ပါတယ်။ ရောင်ရှင်းရွှေကဝက်လင်းကိုတစ်ချက်ကြည့်ပြီးသူမပေးခဲ့တဲ့ကောင်းကင်ဘုံကြောက်စိမ့်တွေရှိပေမဲ့၃ရက်အတွင်းမှာတောင်တရေသားပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်ကိုမရောက်နိုင်သေးတာကြောင့်တာမန်ကျင့်ကြံသူတယောက်လိုအထင်သေးစွာမဲ့ယူလိုက်ပါတယ်။ဒီလိုနဲ့ခရမ်းရောင်လာကောင်းကင်ထက်ထွန်းလင်းလာတဲ့အခါရောင်ရှင်းရွှေကဂူအိန်တော်ထဲဝင်ရောက်တော့မှဖြစ်လို့အဓိကကူပစ္စည်းဖြစ်တဲ့သွေးတန်လိုက်အိမ်မြောင်ကိုထုတ်ယူအသက်သွင်းလိုက်ပြီးကောင်းကင်ဘုံနယ်မြေရဲ့ဆွန့်ပစ်ခန့်နေရာတစ်ဖြစ်လဲဝိဇာနဲ့ဂူအိန်တော်ကြီးတဲ့ကိုစတင်ခီးဆက်ကြပါတယ်။ နေရာရှိပြောင်းပြီးနောက်ဂူအိန်တော်ထဲဝင်ရောက်ဖို့အတွက်ရွှေရောင်ဆောင်တွေကိုခန္ဓာကိုယ်ထဲဆုပ်ယူဖို့လိုအပ်ပြီးဝန်လင်းဟာသူ့ရဲ့တည်ခြင်းရှင်ခြင်းနယ်ပယ်ကိုထုတ်ဖို့အသုံးပြုလိုက်ပြီးအမတ်သားဖြစ်တဲ့ရွှေရောင်တင်ကေရာ6ခုကိုဆုပ်ယူရရှိခဲ့ပါတယ်။သူ့ကိုယ်သူအထင်ကြီးနေတဲ့ရောင်ရှင်းရှယ်ကတော့ရွှေရောင်တင်ကေရာ3ခုပဲရရှိနိုင်ခဲ့တာကြောင့်ဝန်လင်းရဲ့စွမ်းရည်ကို ပထမဆုံးအကြိမ်အံ့အားတင်သွားခဲ့ရပြီးဒီကွာခြားချက်ဟာဝန်လင်းရဲ့လှုပ်ဝက်စွမ်းရည်ကိုစတင်ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ဇင်းကြံတစ်ခုချင်းစီကကြော်ဖြဲရမယ့်အဆင့်တစ်ခုဖြစ်ပြီးခရမ်းရောင်ကြောင်နဂါးတွေကနောက်တစ်ဆင့်အတွက်လမ်းကြောင်းဖြစ်တယ်လို့တစ်ဆင့်ချင်းစီတိုင်းမှာအဆောင်ရှောက်ကြောက်ရုပ်ထုကြီးတွေရှိလို့ရောင်ရှင်းရွှဲကတလဲစီဖောက်ထွက်ကြမယ်ဆိုပြီးကဲလန့်လာပါတယ်။ပထမဆုံးဆောင်ကိုရောင်ရှင်းရွှဲကဥဆောင်တိုက်ခိုက်လိုက်ပြီးသွေးမျိုးနွယ်စုနီးစနစ်ဖြစ်တဲ့သွေးကျက်သုံးခုပြစ်လို့ရင်ဖြစ်စည်းဖို့ကြိုးစားတဲ့အခါဝက်လင်းကအခြေအနေကဲခတ်နေကထူးဆန်းတယ်လို့ခံစားရနေလို့အဆောင်ရှောက်အတွင်းထဲကိုစစ်ဆေးကြည့်မိလိုက်ပါတယ်။ ရုပ်တုထဲမှာရှေးဟောင်းစွမ်းအားသတင်းအချက်လက်တည်ဆောင်ထားတဲ့နောက်ထပ်ရွှေရောင်တင်ကြတာတစ်ခုရှိနေတာမြင်တွေ့လိုက်ရပြီးဒီယာကသူတို့ဝင်ရောက်တဲ့အချိန်တုန်းကစုပ်ယူရရှိခဲ့တဲ့အမှတ်သားတွေနဲ့တပုံစံနဲ့တူညီနေကြပါတယ်။ရောင်ရှင်းရှယ်ကပထမဆုံးကြောက်ရုပ်ထုအဆောင်ကိုအောင်မြင်စွာအနိုင်ယူပြီးနောက်ဒုတိယရုပ်ထုဆောင်ကိုဝက်လင်းဝင်ရောက်ရင်ဆိုင်ခဲ့ပါတယ်။ဝက်လင်းဟာရုပ်ထုကိုဖြစ်စည်းုံတသက်မဟုတ်ပဲရုပ်ထုအတွင်းကရွှေရောင်တင်ကြတာကိုရယူဖို့စ조사ခဲ့တာဖြစ်ပြီးတာမြင့်အလန်စွမ်းနဲ့အောင်မြင်စွာရယူနိုင်ခဲ့တဲ့အခါရောင်ရှင်းရှယ်လည်းဒုတိယအကြိမ်အံအားသင့်ခဲ့ရပြန်ပါတယ်။ အကြောင်းကတော့သူမကိုတိုင်တောင်ဒီကြောက်ရွံ့ထုထဲမှာတင်ကြဲရရှိနေတာကိုသတိမထားမိခဲ့ပါဘူးဒါကိုသိသွားတဲ့အခါရောင်ရှင်းရွှဲလဲနောက်တဆင့်ကိုအမြန်ဆန်ပြေးတက်သွားပြီးကြောက်ရွံ့ဆောင်ကိုဂယုတ်ဆိုင်တိုက်ခိုက်ခဲ့ပေမဲ့ဝက်လင်းလိုတားမြစ်ချက်တွေမကျွမ်းကျင်လို့တတိယရုပ်ထုမှာလည်းလိုချင်တဲ့တင်ကြဲရကိုရှာမတွေ့နိုင်ခဲ့ပါဘူးဒါပေမဲ့ဝလင်းကတော့ရွှေရောင်တင်ကြရတွေကိုအလွဲတကူရှာတွေ့ပြီးလေးခုမြောက်ရွှေရောင်တင်ကြရကိုရယူနိုင်ခဲ့တဲ့နောက်မှာတော့ ဒီလိုမျိုးစ조사နေခဲ့ရင်ရုပ်ထုဆောင်12ခုလုံးကိုဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ပြီးဝလင်းဟာတင်ကေရာ12ခုလုံးကိုရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။အမတ်သားတွေစူးစီးပြီးနောက်မှာဝလင်းကဝိဇ္ဇာနဂူအိန်တော်ရဲ့မူရင်းပိုင်ရှင်ဖြစ်သူချင်းလင်ရဲ့တရင်အချက်လက်ကိုပုံမအသေးစိတ်ရရှိနိုင်ခဲ့တဲ့အပြင်ဒီချက်လက်တွေဟာသူ့ကိုလှည့်စက်ခံရမယ့်အခြေအနေကနေကာကွယ်ပေးနိုင်ခဲ့ပါတယ်။ဇင်းကျန်12ခုရဲ့အဆောင်ရှောက်တွေကိုရင်ဆိုင်ဖြည့်ရှင်းပြီးတဲ့အခါဝလင်းကရောင်ရှင်းရွှေကိုသူ့အကူအညီဘာကြောင့်လိုအပ်တာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။ ရုပ်တုဆောင်တွေဟာတရေသားပြောင်းလဲခြင်းအဆင့်ဖြစ်လို့အများစုကိုရောင်ရှင်းရှစ်တယောက်တည်းရင်ဆိုင်နိုင်စွမ်းရှိတာကြောင့်သူ့ကိုခေါ်လိုက်ရခြင်းရဲ့အမှန်တကယ်ရည်ရွယ်ချက်ကိုတန်တရားဝင်လာခဲ့ပြီးဒီနေရာမှာအခြားချင်းချောက်မှုတစ်ခုရှိရမယ်လို့လဲဝမ်လင်းအန်ဒရယ်ကိုကြိုခံစားမိလိုက်ပါတော့တယ်။ရုပ်တုဆောင်ဆက်နှစ်ခုကိုရှင်းလင်းပြီးတဲ့နောက်မှာသူတို့နှစ်ဦးကဝိဇာနဲ့ကူအိန်တော်ရဲ့ပင်မဝင်ပေါက်စီရောက်လာခဲ့ကြပြီးအဲ့ဒီမှာတကားဆောင်တဦးကအထဲဘက်ဝင်ရောက်ခွင့်ရနိုင်ဖို့ဒါဆန်းတက်မှု၃ချိန်ကိုလက်ခံရမယ်လို့အတိပေးလာခဲ့ပါတယ်။ ရောင်ရှင်းရွှေကဒီစမ်းသက်မှုကိုနှုတ်ဦးပေါင်းပူပေါင်းလှုပ်ဆောင်ခွင့်ရှိတယ်လို့သိရတဲ့အခါဝက်လင်းကိုပထမဆုံးစမ်းသက်မှုကိုစတင်ရင်ဆိုင်ဖို့ညွှန်ကြားခဲ့ပါတယ်။ဝက်လင်းလည်းဒီအချိန်မှာတော့ရောင်ရှင်းရွှေသူ့ကိုခေါ်လာရတဲ့တကယ့်အကြောင်းရင်းကပထမဆုံးစမ်းသက်မှုရဲ့ဓာစာခံအဖြစ်အသုံးချဖို့ဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းသဘောပေါက်သွားခဲ့ပါပြီ။ ါပေမဲ့ဝလင်းကတရေသားပြောင်းလဲခြင်းအလေလက်အစ်မပဲရှိနေသေးတယ်လို့ဟန်ဆောင်ပြုမူထားတာကြောင့်ဒါဆန်တက်မှုကိုရင်ဆိုင်တောင်းခံနိုင်မဲလို့ယုံကြည်ချက်မရှိကြောင်းချက်ချင်းချင်းဆိုပြလိုက်တော့ရောင်ရှင်းရွှေကဒီနေရာကိုရောက်လာပြီးရင်ဆန်တက်မှုကြော်ဖြတ်ခြင်းကသာလွမြောက်ရလမ်းကြောင်းဖြစ်လို့မဖြစ်မနေစူးစမ်းလုဆောင်ကြရမယ်ဆိုပြီးစတင်ဖိအားပေးလာခဲ့ပါတယ်။ဝလင်းညင်းဆိုခြင်းပေမဲ့ရောင်ရှင်းရွှေကချော့တခါ၆တလက်ချင်း၆ခဲ့ပြီးသူမပေးခဲ့တဲ့သွေးဝိညာဉ်စေးလုံးကအကူအညီပေးနိုင်မယ်လို့ဖိအားပေးခဲ့တဲ့အပြင် ဒီဆေးလုံးကိုတောက်တုံးလိုက်တဲ့အခါခန္ဓာကိုယ်ဆွမ်းအားတွေထိန်းချုပ်မရအောင်တိုးလာပြီးပထမဆန်းသတ်မှုကိုအောင်မြင်စွာဖြတ်တန်းနိုင်မယ်လို့သူမကလိမ့်လေပြောဆိုခဲ့ပါတယ်။ဒါကြောင့်ဝလင်းလေးလှည့်ဖြတ်ခံရဟန်ဆောင်ပြီးနောက်ဆုတ်เสียမရှိတော့လို့လက်ခံဟန်ဆောင်လိုက်ကပထမဆုံးတာဆန်းသတ်မှုရဲ့ငကားရိတ်တိုက်ခိုက်မှုကိုစတင်ရင်ဆိုင်ခဲ့ပါတယ်။ သွေးဝိညာဉ်စေးလုံးကိုဝက်လင်းတောက်ထားတဲ့အထင်နဲ့ရောင်ရှင်းရှယ်ကကြောက်စိမ့်ပြတဲ့ကသွေးမျိုးနွယ်စုနီးစနစ်အတိုင်းအသုံးပြုပြီးဓာဆွမ်းအားကိုတောင်းခံခိုင်းလိုက်တဲ့အပြင်ဒီစကားတွေကိုလည်းစိုးရိမ်တဲ့လေတံနဲ့ပြောဆိုညွန်ကြားခဲ့တာကြောင့်ဝက်လင်းလဲရောင်ရှင်းရှယ်ရဲ့ညွန်ကြားချက်အတိုင်းနှဆိုးဆွမ်းအားကိုထုတ်သုံးလိုက်တဲ့အခါမှာတော့ထွက်ပေါ်လာတဲ့ပေါက်ကွဲမှုကြောင့်ပြင်းထန်တဲ့ဒဏ်ရာတွေရရှိပြီးအနောက်ဖက်ကြောက်ကြီးတဲ့ကိုပြုတ်ကျသွားခဲ့ရပါတော့တယ် ဒါတွေအားလုံးဟာရောင်ရှင်းရွှေရဲ့အစီအစဉ်တိုင်းဖြစ်ခဲ့ပြီးသူမပေးခဲ့တဲ့သွေးဝိညာဉ်စေလုံးကခန္ဓာကိုယ်ကိုထိမ့်ချုပ်နိုင်တဲ့အစိတ်ပါဝင်နေတဲ့စေလုံးအတူဖြစ်နေခဲ့တယ်လို့သွေးမျိုးနွယ်စုရဲ့လို့ဝက်နီးစနစ်ကိုအပြင်းလူစီတိခွဲ့မပေးနိုင်တာမို့အခုလိုလှုပ်ကြံခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ရောင်ရှင်းရွှေလည်းဝလင်းကဓာတ်တစ်ချက်ကိုသူမအစားတောင်းခံပေးခဲ့ပြီးအခုချိန်မှာတည်ဆုံသွားပြီးအထင်းနဲ့နောက်ပိုင်းစမ်းသပ်မှုနှစ်ခုကိုဆက်လက်စင်ခေါ်ဖို့ယုံကြည်ချက်ရှိလာခဲ့ပါပြီ။ အဖေဖြစ်သူပေးထားတဲ့အစွမ်းထက်ရည်တနာတွေပြင်သွေးမျိုးနွယ်စုရဲ့လှုပ်ဝက်နီးစနစ်တွေနဲ့တည်သားပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်ဆွမ်းအားတွေကြောင့်ဒုတိယစံသက်ချက်ကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တတိယစံသက်ချက်ထပ်မံတက်ဆင်းလာတဲ့အခါသူမစွမ်းအားထက်များစွာကျော်လွန်နေပြီဖြစ်လို့သွေးမျိုးနွယ်စုရဲ့သွေးပူစော်ခြင်းနီးလန့်နဲ့တက်တန်းအထိခိုက်ခံပြီးအစွမ်းကုန်ချေဖြစ်ခဲ့ရတာကြောင့်အဆုံးသက်မှာစံသက်မှုကိုကျော်ဖြတ်နိုင်ခဲ့ပေမဲ့သူမကိုယ်တိုင်လည်းအလွန်အင်ကြီးနဲ့တွားခဲ့ရပါတော့တယ်။ စမ်းသပ်မှုသုံးခုလုံးကျော်ဖြစ်နိုင်ခဲ့ပြီဖြစ်လို့သွေးမျိုးနွယ်စုဟာနောက်တစ်ကြိမ်ပြန်ထွန်းတောက်လာတော့မယ်။သူမအဖေကိုလည်းစိတ်မပြည့်စေခဲ့ဘူးဆိုပြီးရောင်ရှင်းရှယ်ပြောရှင်းစွာရဲ့မောနေတဲ့အချိန်စမ်းသပ်မှုနှစ်ခုကိုသူ့အစားဖြစ်စီပေးခဲ့တဲ့အတွက်ကျေးဇူးတင်လိုက်တာဆိုပြီးကြောက်ထဲကျသွားတဲ့ဝက်လင်းကရုတ်တရက်ပြန်ထွက်ပေါ်လာခဲ့ပါတယ်။ဝက်လင်းအသက်ရှင်နေသေးတာကို ရောင်ရှင်းရှယ်အလွန်အံ့အားသင့်နေခဲ့ရတာမြင်တော့ဝက်လင်းကသူမအကျန်စီကိုဟိုးအရင်ကရိပ်မိပြီးသားဖြစ်ကြောင်း တက်စကန်းနားမှာလည်းနတ်ဖျားအာယုံခြံထားခဲ့မှန်းတိတာကြောင့်စေးလုံးကိုတောက်ချင်ရောက်ဟန်ဆောင်ခဲ့ပြီးဒါဆန်းသက်မှုရင်ဆိုင်ကျော်ဖြစ်နေချိန်မှာလည်းတမင်ထိခိုက်ခံခဲ့တာဖြစ်တယ်လို့သွေးစေးလုံးအစွမ်းထုတ်သုံးခဲ့တာမဟုတ်ကြောင့်မထီမဲ့မြင်ရှင်းပြပေးလိုက်ပါတယ် တကယ်တော့ဝလင်းကအစိတ်ပါတဲ့ဆေးလုံးအတုကိုတကယ်တမ်းမတောက်တုံးခဲ့ပဲရောင်ရှင်းရှယ်ပေးခဲ့တဲ့ကောင်းကင်ဘုံကြောက်စိမ့်တွေကိုသာကာကွယ်ရေးအဖြစ်အသုံးပြုခဲ့တာဖြစ်ပြီးပထမဆန်းသတ်မှုရဲ့တိုက်ခိုက်မှုကိုခံယူခဲ့ခြင်းဖြစ်တဲ့အပြင်ကြောက်ထဲကျသွားချိန်မှာလည်းလီမင်းမြက်ခမောက်ကိုအ мян ထုတ်ဆောင်လိုက်ပြီးအရှိန်ဝါဖုံးဖိထားလိုက်ကအခုလိုအခွင့်အရေးဆောင်တဲ့အနေနဲ့တေးချင်းရောင်ဆောင်နေခဲ့တာဖြစ်ပါတယ်ဒီအချက်ကရောင်ရှင်းရွှေကိုဝက်လင်းဟာဘာလို့တရေသားပြောင်းလဲခြင်းအလေလက်ဆင့်ကိုမဖောက်ထွင်းနိုင်သေးသလိုဟန်ဆောင်နေခဲ့ရတာလဲဆိုတာနားလည်သွားစေခဲ့ပါတယ် ရောင်ရှင်းရွှေရဲ့လက်ရှိအခြေအနေဟာစံတမှုနှစ်ခုကိုရင်ဆိုင်ပြီးနောက်မှာအလွန်အားနည်းနေပြီဖြစ်လို့ဝက်လင်းကအလွယ်တကူဖန်ဆီးပြီးချိတ်တဆိတ်ခက်ကအကျဉ်းချထားလိုက်ပါတယ်။ဝက်လင်းနေနဲ့သူမကိုအသေးတက်လိုက်မယ်ဆိုရင်တောင်သွေးဝိညာဉ်စေးလုံးတွေနဲ့ပြန်လဲရှင်တန်လာနိုင်တာကြောင့်အခုလိုမျိုးအကျဉ်းချထားခြင်းကသာအလုံးကြုံဆုံးနီးလန်းဖြစ်ကြောင်းတွေ့ဆမိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်တကားဆောင်ကဝက်လင်းကိုစံတမှုရဲ့အောင်မြင်သူဖြစ်တက်မှတ်ပေးလိုက်ပြီးဝိဇနကူအိမ်တော်ရဲ့ယာယီပိုင်ရှင်ဖြစ်တက်မှတ်ပေးမယ်အမတ်သားကြောက်စိမ့်ပြတစ်ခုကိုပေးအပ်လာခဲ့တာကြောင့်ဝက်လင်းလည်းအောင်မြင်သူဖြစ်တကားတွင်းဘက်ဝင်ရောက်သွားနိုင်ခဲ့ပါတယ်။အထဲဘက်ရောက်တဲ့အခါခမ်းမတစ်ခုလုံးကိုကောင်းကင်ဘုံကြောက်စိမ့်တွင်နဲ့ဖွဲ့စည်းတိဆောက်ထားတာကိုဝက်လင်းမြင်လိုက်ရတဲ့အတွက်ကောင်းကင်ဘုံနယ်မြေကြီးကိုတစ်ချက်ပြန်တရီရလိုက်ပြီးအံအားသင့်မှုကိုမဖုံးကွယ်နိုင်ခဲ့ပါဘူး။ ဒီဆောက်ဥတွေအားလုံးကိုအဖိုးတန်ကြောက်စိမ့်တွေနဲ့တိဆောက်ထားခြင်းဖြစ်ပြီးအကယ်၍ဒီကြောက်စိမ့်တွေကိုတူဖို့နိုင်ခဲ့မယ်ဆိုရင်အကြီးအကျယ်ချမ်းသာသွားနိုင်တယ်လို့သူတွက်ဆမိခဲ့ပါသေးတယ်။ဒါပေမဲ့ဒီယာတွေအားလုံးကိုအားကောင်းတဲ့အစီရင်တွေကြားမှာပိတ်ဆို့ကာကွယ်ထားတဲ့အတွက်သူအစင်းလောက်နဲ့တူဖို့ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ အနိပဝင်းကျင်တဝိုက်ကိုစူးစမ်းရှာဖွေမှုတွေလုပ်ကြည့်တဲ့အခါတစုံတစ်ယောက်ကအဖိုးတန်ပစ္စည်းတချို့ကိုဟိုးအရင်တွေကအတင်းကျပ်ဖောက်ထွင်းယူသွားခဲ့ကြောင်းသတိပြုမိခဲ့ပေမဲ့ကောင်းကင်ဘုံသားတွေရဲ့စပြစ်ဝိုင်အနေငယ်ကြံနေသေးတဲ့တေးအိုးတလုံးကိုဥယျင်ဆောင်တစ်ခုအတွင်းမှာတွေ့ရှိခဲ့ရပါတယ်။တေးအိုးအတွင်းမှာဆယ်ဆက်လောက်ပဲကြံရှိတော့တာဆိုပေမဲ့ဒီစပြစ်ဝိုင်ထဲမှာမြင့်မားတဲ့ဝိညာဉ်စွမ်းအားတွေရောနှောပဝင်နေပြီးတာမန်လူတွေအတွက်အလွန်ဖိုးတန်တယ်ဆိုတာကိုဝလင်းသိရှိထားခဲ့တာကြောင့်အဆက်နှဲငယ်ကိုတူတောက်ကြည့်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုတေးတစက်ကမူလဝိညာဉ်ကိုတော့မူဝေထုံထိုင်းသွားစေခဲ့တာမို့ဝက်လင်းလဲဝိညာဉ်စွမ်းအင်တွေဆုပ်ယူခံလိုက်ရသလိုမျိုးအလွန်ကြီးဝေသွားခဲ့ရတဲ့နောက်အစွမ်းအာနိသင်ဟာသူထင်ထားတာထက်ပိုမိုတာလွန်နေသေးတယ်ဆိုပြီးဝက်လင်းတယောက်အချိန်တနစ်တိတိဒီနေရာလေးမှာအိပ်ပျော်သွားခဲ့ရပါတော့တယ်ဒီအိပ်ဆက်ချင်းကဝက်လင်းရဲ့ရုပ်ခန္ဓာကိုယ်နဲ့မူလဝိညာဉ်တွေကိုအသွင်ပြောင်းတဲ့မှုတွေဖြစ်ပေါ်စေခဲ့ပြီးကြင်ကြံမှုကိုလည်းအကျိုးသက်ရောက်မှုရှိစေခဲ့ရင်ကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပြီဖြစ်တာကြောင့်ကြိုက်နှစ်သက်ကြရင် like လုပ်ပေးခဲ့ကြပြီးနောက်တစ်ပိုင်းမှပြန်တွေ့ကြပါမယ်